24နှစ်ငယ်တဲ့ရခိုင်မလေးကိုလက်ထပ်ပြီးနောက်စီပွားဖြစ်နေတာကြောင့်မနာလိုသူကအကောက်ကျန်တာကိုခံလိုက်ရတဲ့ထူးချောင်းအလုံးမဲမိကလာပါဗမစ်စနောင်းကနေကျွတ်ဆိုလိုက်ပါတယ်ထူးချောင်းဆိုတဲ့နာမည်အတိုင်းပဲထူးချောင်းကပထမဇနီးနဲ့ကွာရှင်းပြီးတဲ့နောက်မှာအသက်23နှစ်ကွာတဲ့ရခိုင်မလေးကိုလက်ထပ်ယူလိုက်ပါတယ်ထူးချောင်းကသူ့ရဲ့ရောက်ခမထက်တောင်အသက်၄နှစ်ကြီးသူဖြစ်ပြီးအမျိုးသမီးငယ်ငယ်လေးကိုယူနိုင်လို့သမီးရွယ်လေးကိုလက်ထပ်ထားတယ်ဆိုပြီးဝေဖန်ကြတာကိုလည်းခံခဲ့ရပါသေးတယ် ထူကြကဝဏ္ဏယုံမီတောက်ကိုစတင်မိတ်ဆက်ခဲ့သူဖြစ်ပြီးကိုဗစ်ကာလအတွင်းမှာရောင်းဝါကောင်းခဲ့ပါတယ်။ထူကြကရခိုင်မာလီနဲ့လက်ထပ်ပြီးရနောက်မှာလဲဝဏ္ဏယုံမီတောက်နဲ့ရခိုင်စားစာကိုရောင်းချင်လို့ဘေးကြီးဆိုတဲ့ရခိုင်စားတောက်ဆိုင်ကိုဖွင့်လိုက်ပါတယ်။ဒုတိယဇနီးကလည်းအစားတောက်ချက်ပြုတ်ရတာကိုဝါသနာပါတာကြောင့်ရခိုင်စားစာနဲ့ဝဏ္ဏယုံမီတောက်ကိုရောင်းချပါတယ်။အစားတောက်နဲ့အကျိုးပေးတဲ့ထူကြကပထမဇနီးနဲ့ဝဏ္ဏယုံမီတောက်ကိုချက်ရောင်းခဲ့ပြီးဒုတိယဇနီးတဲ့ရခိုင်မာလီနဲ့လဲစားတောက်ဆိုင်ပဲဖွင့်လှစ်လိုက်တာပါ။ ဆိုင်စားဖွင့်ကလေးကအရန်ရောင်းရတဲ့အပြင်ထူးခြားလဲမအားမလတ်ဆိုင်မှာဝန်ဆောင်မှုတွေပေးနေရပါတယ် ထွေးခြားကသူ့ရဲ့ဇနီးကိုမင်းသမီးဖြစ်အောင်လုပ်ပေးဖို့ရည်ရွယ်ထားပေမဲ့စားတောက်ဆိုင်လုပ်ငန်းနဲ့ပို့အဆင်ပြေလာတာပေါ့ထွေးခြားရဲ့ဆိုင်ကတော့ရောင်းကောင်းပေမဲ့မနာလိုသူတွေကမကောင်းတဲ့နီလန်ပြုတ်လောက်တာကြောင့်လေဖြန်းချင်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ဆရာကြီးထုခန့်ကျော်ထံကိုရောက်လာပြီးတော့ပြတ်သားကုသခဲ့ရတာပေါ့ထွေးခြားကထုခန့်ကျော်ထံကိုရောက်လာတုန်းကဘီနာကနေတယောက်ယောက်ကတွဲပြီးလာခဲ့ရပါတယ်။လုပ်ငန်းတဲ့တပတ်ကထွေးခြားဟာမိုးရေချိုးလိုက်မိပြီးအေးမိသွားခဲ့ရကနေခန္ဓာကိုယ်တစ်ချမ်းကလေဖြန်းချင်တယ်လို့ဖြစ်ခဲ့တာပေါ့။တရားဝင်တွေနဲ့ကုသပေမဲ့လည်းမပြောက်တာကြောင့်ထုခန့်ကျော် ော်ထံကိုရောက်လာပါတယ်။ထူခန့်ကျော်ကစစ်ဆေးလိုက်တဲ့အခါမှာတော့ထူချောကိုတစုံတစ်ယောက်ကမကောင်းတဲ့နီလန်းနဲ့လှုပ်ထားအောင်ကိုတွေးလိုက်ရပါတယ်။စွာပြည့်တဲ့ထူခန့်ကျော်ကတော့ထူချောကိုလှုပ်ထားတဲ့အရာတွေကိုနှုတ်ယူပေးလိုက်တာပါ။ထူချောခံစားနေရတဲ့အရာတွေကပြင်းထန်နေပြီးထူခန့်ကျော်ကုသပေးတဲ့အချိန်မှအော်နေရပါတယ်။ထူခန့်ကျော်ကုကုပြေးချင်းမှပဲထူချောကပြန်ကောင်းသွားတာကြောင့်အယံအော်သွားတာပါ။ ထွေးချဟာမိုးရေချိုးလိုက်တာကြောင့်လည်းပတ်ဝန်းတလို့တစုံတယောက်ကလည်းမနာလိုတာကြောင့်လှုပ်ထားရလို့ထွခန့်ကျော်ကပြောလိုက်ပါတယ်ထွေးချဟာအိမ်တောင်ကြပြီးမှအရင်ကထက်လူတီများလာတဲ့အပြင်သူဆိုင်ကလည်းအရန်ရောင်းကောင်းနေလို့မနာလိုတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်လေဖျန်းချင်တလို့ဖြစ်သွားခဲ့တဲ့အကြောင်းကိုထွခန့်ကျော်ကရှင်းပြလိုက်တာပါ ထုခန့်ကျော်ကုသပေးပြီးတဲ့နောက်မှာထူကြားကစကားလဲကောင်းကောင်းပြောလာနိုင်ပြီးတယောက်ထက်လဲလမ်းလျှောက်သွားနိုင်ပါတယ်။ထုခန့်ကျော်နဲ့ထူကြားတို့ကအရင်ကတော့ဇက်ကားတွေတူတူရိုက်ကိုဖုခဲ့တာပေါ့။ထူကြားမင်းသားလှုပ်စင်တုန်းကထုခန့်ကျော်ကတော့လူကြမ်းမင်းသားဖြစ်ခဲ့ပူပါတယ်။ ရိခရဲကယနေ့ခဲ့ပေမဲ့အခုတော့ထုခန့်ကျော်ကလူအများအကိုအားထားရတဲ့ဆရာကြီးတယောက်ဖြစ်နေလို့ထူးခြားလဲလာရောက်ကုသနေရတာပေါ့တချို့ကတော့ထူးခြားကအေးမိသွားတာကြောင့်ဆရာဝန်နဲ့ကုသလဲပျောက်တဲ့အကြောင်းပြောကြပါတယ်ဒါပေမဲ့ထူးခန့်ကျော်ကတော့ထူးခြားဝင်လာကလေးကတစုံတယောက်ကလှုပ်ထားပြီဆိုတာကိုတခါတည်းသိလိုက်တယ်လို့ဆိုပါတယ် ညလုံးနဲ့မမြင်ရတဲ့အရာတွေကလည်းလောကကြီးထဲမှာတကယ်ရှိပြီးမကောင်းတဲ့အရာတွေကိုလှုပ်ထားသူပဲပြန်ယူသွားဖို့ထုခန့်ကျော်ကအမိတ်ပေးလိုက်တာပေါ့သူကြောင့်ရဲ့အမျိုးသမီးကတော့အရန်စိုးရင်ရာကနေထုခန့်ကျော်ရဲ့အစွမ်းတွေကိုလက်တွေ့မြင်လိုက်ရတာကြောင့်အော်နေပါတော့တယ်သူကြောင့်ကတကယ်ပဲမကောင်းတဲ့ပညာနဲ့ပြုစားခံလိုက်ရတာလားမှမဟုတ်မိုးရေချိုးလိုက်တာကြောင့်အခမတင်ပဲလေးဖြန်းသွားချင်တာလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစ sing.